မည်ကတော့ဟာချမ်းချင်းသူဖြစ်ပြီးရဲဘော်နာမည်ကတော့အရိတ်ခေါ်ပန်နာဖြစ်ပါတယ်ကျွန်တော်တော်လိုင်းရေးတဲ့ဘလိုပါဝင်လာဖြစ်လဲဆိုရင်အနာစသိမ်းမီဒီယာဟာ6ရက်အနာစသိမ်းမီ6ရက်အကြာမှကျွန်တော်လမ်းပေါ်မှာဆန္ဒရေးထွက်ပြပြတယ်ဆန္ဒထွက်ပြပြတော့ကျွန်တော်ခြေတန်းလမ်းမပေါ်မှာစားစရာတွေပို့နေတယ်ပဲအဲမှာဆန္ဒပြလာဆန္ဒပြရဲ့လူကိုတွေ့ပြီးတော့ကျွန်တော်လည်းဟိုဆန္ဒဆန္ဒပြတဲ့ပိတ်မှာအာပထမဦးဆုံးပါဝင်လာဖြစ်တယ်အဲကရင်ဟိုကျွန်တော်တို့ နေ့တိုင်းဒီပါဆန္ဒရိုက်လိုက်ပြဖြစ်တယ်ဆန္ဒလိုက်ပြဖြစ်တော့နောက်ပိုင်းကျတော့လေကျွန်တော်တို့ဟိုပြစ်ခတ်ခုဖြွာဖြုတ်ခွင်းတာရှိရဲ့ပြစ်ခတ်ဖြုတ်ခွင်းတဲ့အထိမှာလည်းကျွန်တော်တို့ဟိုဟိုတပိတ်တွေမှာပါဝင်ဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီနောက်ပိုင်းကျတော့အခန်းစီတွေရှိလာတော့ကျွန်တော်ခဏညင်လိုက်တယ်ညင်လိုက်ပြီးတော့အာမီတာစုစာဝင်တွေအချိန်မပြေလာတဲ့အချိန်ကျတော့ကျွန်တော်ဟိုဆန္ဒပြတာကိုခဏခဏနားပြီးတော့ကျွန်တော်ဟိုဖူပန်နာဒလီဗာရီပဲပြန်နေဖြစ်တယ်ပြန်နေဖြစ်ပြီးတော့အာ ကနင်းဖြစ်ပြီးတော့ကျွန်တော်နောက်ပိုင်းကျရင်တော့ဟိုအားအဲ့ချိန်ကျရင်ဟိုအလုံးလုံးအလုံးလုံးတစ်ဖက်ရင်းနဲ့ပဲကျွန်တော်တပိတ်ကြောက်ကြတပိတ်ဒီမှာပါဖြစ်တယ်အာငါးလပိုင်း29ရက်နေ့မှာကျွန်တော်ငွေနေဟာငါးငါးကကြင်ပြီးတော့ဖန်ဝန်းနဲ့ဟိုစားစရာမှားတယ်လို့ねကျွန်တော်ဟန်ဆောင်ပြီးဖန်ခံခဲ့ရတယ်အဲငါးလပိုင်းဥမှာဆိုရင်ကျွန်တော်တို့ line တွေတက်တော့တာတွေရဲ့အကြောင်းရယ်ဖူပန္နာ ဟို software သုံးလို့မရကြတယ်ခါးရနာရဲ့အချိန်မှာကျွန်တော်ဖုန်းဆက်ပြီး order မှာကြရတယ်ဖုန်းဆက်ပြီး order မှာရဲ့အချိန်ကြီးမှာကျွန်တော် line ပေါ် line ပေါ်မှာဟို order ကြီးမှာဖို့အတွက်ဟိုကျွန်တော်တိုက်တွန်းကြရတယ်အဲ့အချိန်မှာကျွန်တော်ရှိဟိုဖုန်းဆက်ပြီးစားစရာကြီးမှာကြရတယ်မှာပြီးအားပေးကြရတယ်အဲ့အချိန်မှာဟိုဦးလေးတယောက်ကကျွန်တော်ဖုန်းဆက်တယ်ဟိုဖူပန်နာလားတူဘိုက်ဆာနေလို့ရဲ့ဟိုသူ့ကိုစားစရာလေးမှာခြင်းလို့ဆိုပြီးတော့ဟုတ်ကဲ့ဟိုဘယ်ကိုပို့ပေးရမလဲဆိုတော့ခဏဖုန်းချသွားတယ်ဖုန်းချသွားပြီးတော့နောက် ဆန်ငါမင်းမဆန်ငါမင်းနေတော့ဖုန်းတစ်ဖုန်းတစ်ချက်ပြန်ဆက်လာတယ်ပြန်ဆက်လာတဲ့အချိန်မှာဟွာတူဘိုက်စာနေပြီရဲ့ဟွာစားစရာတစ်ခုမှာကျင်လို့ရဲ့ဟောဟုတ်ဦးလေးလို့ဘာမှမလဲလို့ဟွာဆိုတော့သူတဲ့ပီဇာစားကျင်တယ်ပီဇာစားကျင်တယ်ဆိုတော့ဟုတ်ကဲ့ဦးလေးလို့ပီဇာကိုဘာနဲ့စားကျင်တာလဲဆိုပီဇာကိုရဲ့ဘာသာစီဟွာဘာသာနဲ့စားမလဲဆိုတော့မေးတော့ရတယ်အဆင်ပြေနဲ့စားမယ်အဲ့ဆိုရင်ဦးလေးလို့ဟွာပီဇာကိုဆီးဖူးနဲ့စားလိုက်ပါလားလို့ဆီးဖူးနဲ့ပို့အဆင်ပြေရဲ့လို့ပြောတော့အေးအေးရဲ့အဆင်ပြေပြီးတော့ဘယ်ဆိုင်ဝင်ပြရမလဲဆိုတော့သူက ီနီကုန်းကဝယ်ပေးရဲ့ဟာအဲ့ဆိုမီနီကုန်းကမီနီကုန်းကဆိုင်ထဲလို့ဟာကျွန်တော်စမ်းချောင်းတီဗီလမ်းအားလို့ဟာပီဇာမလူးဆိုင်ကပို့ကောင်းတယ်လို့အဲ့ဆိုင်လေးရပဲဒါတော့ဝယ်လိုက်နေတယ်ဆိုအေးဝယ်လာခဲ့အဲ့ဆိုဦးလေးဘယ်နှစ်ချက်ဝယ်လာခဲ့မလဲနှစ်ချက်ဝယ်လာခဲ့ဆိုလို့အဲပီဇာမလူးဆိုင်မှာနှစ်ချက်ပီဇာနှစ်ချက်တော့ဝယ်တယ်ပီဇာနှစ်ချက်တော့ဝယ်ပြီးတော့အဆောင်အားကျွန်တော်အိုင်အိုမဆိုရင်တော့ဟိုဖူပန်နာဟိုလိုင်းနေမရတော့ကျွန်တော်အပြင်အော်လာမှာတဲ့အချိန်ဆိုတော့ဟာအခုဈေးပိုးလိုက်ရင်ကျွန်တော်ပတ်ဆိုင်ဆိုင်ပြီးတော့ကျွန်တော်ဂျင်ဝယ်ရပြီးတော့မှ customer ပို့မှာ customer ပေးတဲ့ဟာကိုကျွန်တော်တို့မို့ဖို့ ਨੇ ဟိုခဏပစ္စည်းဖို့ ਨੇ ပြန်ပြီးတော့ပြန်ပေါင်းယူပါတယ်ပီဇာ၃000ဘိုးကျွန်တော်ဝယ်သွားတယ်ဝယ်သွားလဲဝယ်သွားကျွန်တော်အမေ MSC ပို့လဲရရင်ကျွန်တော်ခဏဆိုင်ဝယ်သွားတယ်ဝယ်လဲဝယ်သွားပြီးတော့သူကကျွန်တော်ကို message လမ်းပို့တယ်ဟိုက message လဲလမ်းပို့တယ်ဖုန်းလဲထက်ဆက်တော့သူကဘာပြောလဲဆိုတော့ဟိုဘယ်လိုလာပို့ရမလဲဆိုတော့ဟိုဆန်းချောင်းမြင်းပို့လမ်းပို့ဖို့ရှိဆိုင်၃000ကိုတက်ခဲ့အဲအဲ့ရရင်စောင့်နေမယ်ဆိုတော့ အဲ့ရင်ပီဇာနှစ်ချက်ပီဇာမရူးဟာဆန်ချောင်းတည်ယူလိုက်ယူပြီးတော့ဟာကျွန်တော်စပိန်နင်းပြီးတော့တောက်ပူရဲတောက်ပူရဲအချိန်မှာကျွန်တော်စီစုံဟိုမြင့်မိုလန်ပူပူပူရှူဆိုင်တုံးလာပေါ်ကျွန်တော်တက်သွားရဲစားစရာထုတ်လေးခြံပြီးတော့အဲ့အချိန်မှာဟိုတုံးလာလေးရောတိုက်ကတကားနှစ်ချက်ရှိရဲတကားဟိုဘက်တစ်ဖက်ရှိရဲအဲ့အချိန်မှာကျွန်တော်တကားတစ်ဖက်ကိုကျွန်တော်ခေါက်လိုက်တယ်ခေါက်လိုက်တဲ့အချိန်မှာအဲ့တိုက်ကလည်း तू မဟုတ်ဘူးလေအဲ့ခန်းကလည်း तू မဟုတ်ဘူးလေအဲ့နောက်တစ်ခန်းကိုထက်ခေါက်တော့လေ तू မဟုတ်ဆိုတော့အဦးလေးရေဟိုတားရောက်ပြီပေါ့ဦးလေးပီဇာမာထားလည်းရောက်ပြီပေါ့ ဒါသူခဏစောင့်ပါတဲ့နောက်9မိနစ်10မိနစ်နေနဲ့သူထွက်ယူမယ်တဲ့ခဏလေးစောင့်ပါဆိုတော့အော်ဟုတ်ဆိုပြီးတော့ထပ်ဆောင်လိုက်ဆောင်လိုက်အချိန်မှာထက်ကြနေလို့ဆိုပြီးတော့ခုနောက်နောက်တစ်ခါဖုန်းထက်ဆက်လိုက်အဲ့ဒီအချိန်မှာဖုန်းကင်ပြီးတော့သူကလာပြီလာပြီဆိုပြီးတော့အော်အောက်ကင်အောက်ကင်တက်လာအောက်ကင်တက်လာတော့ကိုကလည်းဘယ်သူမှမသိဘူးအာရဲတွေရဲစစ်သားတွေရဲနောက်အရဝတ်တွေရဲအောက်ကင်တက်လာတဲ့တနက်တွေထိုးစင်တက်လာအချိန်မှာကိုကလည်းကို့ကိုလာဖမ်းတယ်မထင်ဘူးမထင်ဘဲနဲ့မထင်ဘဲနဲ့ကိုကအဲ့ဒီအချိန်မှာဟို ဘေးကပ်ပြီးတော့သူတို့ရှောင်ပြီးလိုက်ရှောင်ပြီးလိုက်တဲ့အချိန်မှာကိုယ်တနက်တင်နဲ့ထိုးချိန်လိုက်တဲ့အချိန်မှာဟိုခေါင်းကြီးကြီးပြီးတော့နည်းနည်းလူငယ်ဆိုလန့်သွားပါမင်းကိုဖမ်းလိုက်ပြီးငါးငါးကကြီးနေဆိုတော့အဲ့ဒီအချိန်မှာကျွန်တော် Facebook မှာဟို Facebook ဖမ်းဝလန်းနဲ့ဖမ်းခံလိုက်ရတယ်ဖမ်းခံလိုက်ဖမ်းခံပြီးတော့ကျွန်တော်ကသူတို့လည်းကျွန်တော်တို့ကျွန်တော်ဖုန်းမသိခင်မှာကျွန်တော်ဖုန်းကိုကျွန်တော် Facebook ကိုကျွန်တော်ရင်ဖက်ဖြတ်တယ်ပြီး Messenger ဖြတ်တယ်ပြီးဆက်သွယ်စကားပြောထားတဲ့အကုန် delete လုပ်လိုက်တယ်အဲ့ဒီအချိန်မှာသူကဖုန်းကိုအရင်တင်းသွားတယ်တင်းသွားပြီးတော့ကျွန်တော်ကိုအဲ့ဒီပုံမှာနည်းနည်းရိုက်နှက်တယ်ရိုက်နှက်ပြီးတော့ကျွန်တော်ကို အောက်မှာဈေးလဲရှိအဲဈေးကိုကျွန်တော်လက်ထိတ်ခတ်ပြီးအောက်ကိုခေါ်လာခေါ်သွားတဲ့အချိန်မှာကျွန်တော်အဲဈေးအောက်မှာကျွန်တော်အကူအညီများရမလားဆိုပြီးကျွန်တော်မျက်နှာမျက်စိတငယ်နားတငယ်နဲ့ကျွန်တော်ဘေးဘက်ဝန်ကြီးလိုက်ကြည့်မိတယ်ကျွန်တော်ကလည်းဘယ်သူမှဘယူးမဆိုင်ကြဘူးလက်ထိတ်နဲ့ဖမ်းခံရအောင်အဲကျွန်တော်ကိုကားနောက်ဖုန်းထဲကိုကျွန်တော်ကိုရိုက်ထည့်ပြီးတော့ကားနောက်ဖုန်းထဲကိုကျွန်တော်ရိုက်နှက်ပြီးထည့်ပြီးတော့ကျွန်တော်24ရက်စကန်ကိုခေါ်ရတယ် ့14ရက်စကန်ရောက်တော့ကျွန်တော်ကိုဟို Facebook login ဝင်ခိုင်းတယ်သူတို့ရှိမှရှိ Wi-Fi ကို password နဲ့ကျွန်တော်ကိုပေးဝင်တယ်ပြီးတော့ကျွန်တော် Wi-Fi ကို password နဲ့ဝင်ခိုင်းပြီးတော့ဝင်လဲဝင်ပြီးသွားတဲ့ကျွန်တော်အကောက်ကိုဝင်ခိုင်းတယ်ဝင်ခိုင်းတဲ့အချိန်မှာကျွန်တော် fake account ကိုကျွန်တော်ဝင်တယ် fake account ဝင်တဲ့အချိန်မှာမင်းအကောက်ကနှစ်ခုရှိရယ်သုံးနှစ်ခုရှိရယ်သုံးခုရှိရယ်အစားသူကတည်နေ second shot နေတယ်အဲဝင်ခိုင်းတော့ကျွန်တော်အကောက်ရှိကားအစားဝင်ပေးလိုက်ရဝင်ပေးလိုက်တဲ့အချိန်မှာဟာကျွန်တော်တို့တပည့်ဦးမှလှုပ်ရှားခဲ့တဲ့ပုံကြီးဟိုဆန္ဒစပြတဲ့ကဟို9လပိုင်းတိလိုပါဝင်ခဲ့လဲ ဆိုတဲ့ဟာတွေနောက်ပြန် UG ကျွန်တော်အဲ9လပိုင်းခဲ့တဲ့ကကျွန်တော် UG ဖောက်ခွဲရကျွန်တော်ဝါသနာပါတယ်အဲ့ထက်ကကျွန်တော်တို့တော်လန်ဖို့အတွက်ကျွန်တော်လိုက်စုံကန်းတာရရှိတယ်အဲ့ဆက်သွေးလည်းရှိတယ်အဲ့ဒါတွေကိုတို့ကျွန်တော်ဖုံတွေ့တော့ကျွန်တော်ရိုက်စစ်တယ်ရိုက်စစ်တဲ့ချိန်မှာကျွန်တော်ဘူးခံပြီးပြင်းခဲ့တယ်ဟိုကျွန်တော်ဖြတ်တဲ့စာတချို့ဟာတွေလည်းဖြတ်ထားတယ်တချို့မေးရလူကြတော့လည်းကျွန်တော်မသိဘူးတားမသိဘူးပေါ့အဲ့လိုမျိုးကျွန်တော်ငင်းခဲ့ဟိုတို့ကတော့ဆဲဆိုပြီးကျွန်တော်ရိုက်နှက်တယ်ကြာဘယ်လောက်ရိုက်နှက်ရိုက်နှက်ဟိုတနက်တင်နေနေလည်းထူတယ်ကြာနောက်ပြီးတော့သူတို့ကဗျာ ကိုကတေချာရှင်းပြရဲသူတို့ကကို့အဖေရဲ့လောက်ရှိရဲ့ဗျာတာသမီချင်းလည်းကိုချင်းမဆာဘူးကျွန်တော်ကိုတနက်ထင်းနေနဲ့ထူတယ်နေ့တင်ဟာနှောင်းနေလည်းရိုက်တယ်အဲ့လိုမျိုးပြီးရင်ကျွန်တော်ဟိုရေကျွန်တော်ကရေဟာရေရေလဲတိုက်တယ်ဗျာရေတိုက်လိုက်အသေးရိုက်ရိုက်နဲ့ကျွန်တော်ကိုရိုက်တာသူတို့တာသမီချင်းကိုချင်းမဆာဘူးကျွန်တော်တေချာရှင်းပြရှင်းပြတဲ့ဟာကျွန်တော်နောက်ကတနက်နေ့ထင်းတိတ်ပြီးတော့ထွက်ပြေးရင်ပြတ်တက်မယ်လို့အဲ့လိုမျိုးဟိုကလုတ်ခဲ့ကျွန်တော်အဲ့ရရင်ကျွန်တော်ကျွန်တော်အချုပ်တဲထည့်လိုက်တယ်အချုပ်တဲထည့်ပြီးတော့နောက်နေ့လည်းကြာရောအဲဆန်းချောင်းမျိုးနဲ့ဟိုဟာတရားဟို တရားရုံးကိုကျွန်တော်တို့အမှုတင်တယ်ငါငါကာဒီနဲ့ကျွန်တော်ဖန်ဝန်ဟိုဖန်ဝန်ထုတ်အပူတင်လိုက်တယ်အဲ့ကရင်ကျွန်တော်ကိုဒါ30ရက်နေလဲကြာအောင်ညနေဘက်ကြာတော့ကျွန်တော်ဟာအင်းစိန်အချင်းတောင်ရောက်ခဲ့အင်းစိန်အချင်းတောင်ရောက်တော့အင်းစိန်အချင်းတောင်ကျွန်တော်ရောက်ခဲ့အင်းစိန်အချင်းတောင်ကျွန်တော်ရောက်တော့ကျွန်တော်လက်ထိပ်တွေနဲ့ကျွန်တော်ရှေ့ဘူးကမှကျွန်တော်တန်းစီရတယ် တန်းစီကတော့ကျွန်တော်အချားမှုတွေနဲ့တန်းစီကတော့အချားမှုတွေကလည်းကျွန်တော်ဝိုင်းကြည့်ကြဝိုင်းကြည့်ပြီးကျွန်တော်ဆဲဆိုတာရှင်အာထောင်ကျင်းဦးကြီးကဆဲဆိုတာလည်းရှိတယ်ကျွန်တော်ကမျက်စိတငယ်နာတငယ်နဲ့ကျွန်တော်တန်းစီရတန်းစီပြီးတော့ထောင်ပူရမှာဟိုစစ်တယ်ဆဲဆေးပြီးရမယ်ကျွန်တော်အထဲအထဲမှာတန်းထက်တန်းစီရတယ်နာမည်တွေပဲပေးရတယ်ပေးရတဲ့အချိန်မှာဟိုပေးရတဲ့အချိန်မှာဟိုတော့ညာပေးရတဲ့အချိန်တန်းစီပြီးသွားတယ်ညာဖက်ကြောက်တော့အာညာမရောက်ခင်ဒီမှာကျွန်တော် main ကြီး အချင်းဦးစီးရဲ့ main ကြီးဘဟုမှာကျွန်တော်ထပ်တန်းစီရတယ်ကျွန်တော်တို့ဘာမှုနဲ့ရောက်လာရဆိုတာကိုအချင်းဦးစီးကဦးစီးရာရှိကိုပြောပြရတယ်ပြောပြရခြင်းမှာကျွန်တော်ငါးငါးကာကြီးနဲ့ရောက်လာရဆိုကြောင်းရှင်းပြရရှင်းပြပြီးတော့အဲ main ကြီးရရင်ကျွန်တော်တို့ဒီတရားစကန်အရာကြီးအိဆောင်ဆိုတဲ့ဟာရှိရဟိုအချင်းထောင်ရဲ့အချင်းထောင်ရဲ့ main ကြီးဒီဖနာတတိဆောင်ရဲ့အရှိရအဲတရားစကန်ယာယီအိဆောင်အချင်းထောင်ကိုအချင်းအချုပ်ဖြန်းကိုကျွန်တော်ရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာညဘက်ရောက်သွားတဲ့အချိန်မှာ ညာဖက်ရောက်လာအချိန်မှာအဲ့မှာဟိုဟာအိတ်တန်းနေအိတ်တန်းတက်ချိန်အိတ်တန်းဝင်ချိန်ဆိုတော့အဲ့မှာတကားကြီးပိတ်ထားတဲ့လူတွေအများကြီးကလည်းအချုပ်သားအစ်တတွေရောက်လာတော့ဝိုင်းမိကြည့်ကြတယ်ဝိုင်းမိကြည့်ကြတော့ကျွန်တော်လည်းဟာကျွန်တော်သိတာထောင်ဆိုတာလူမိုက်လူစိုးကြီးရှိရရလို့ကျွန်တော်ထင်ထားတာငါ့ကိုဘာလို့တော့မှလည်းမသိဘူးငါလည်းရောက်ခုရမှာမဟုတ်ဘူးဘယ်သူမှလည်းငါနဲ့သိတာမဟုတ်ဘူးဆိုပြီးတွေးထားရောက်လဲရောက်လဲရောက်တော့အာဖြစ်ချင်တော့ကန်ကောင်းတာအကုန်လုံးကနိုင်ငံရေးကျင်းသားတွေအများစုဖြစ်နေနိုင်ငံရေးကျင်းသားတွေအများစုဖြစ်တော့ဟိုအချုပ်တကားကိုအချင်းဦးကဖွင့်ပေးရဖွင့်ပြီးတော့ဝင်သွားတဲ့အချိန်မှာ အကုန်လုံးဝိုင်းပြီးတော့နှုတ်ဆက်ကြတယ်ပြုံးပြုံးရင်းနေပဲအဲအဲ့ချိန်မှာကျွန်တော်အထုပ်ကလေးချပြီးတော့ဟိုသူတို့နာမည်စီးရင်းနဲ့အခြားအခြားဟာတွေပြရအဲ့ချိန်မှာကျွန်တော်မန္တာညနေတည်းကျွန်တော်ဘာမှမစားလာဘာမှမစားလာတော့ဟာဦးလေးဟာဦးလေးကျွန်တော်ဖိုက်စားလို့ဟာတခုခုလေးစားလို့ရလားဆိုတော့ထောင်ပုံစံခွက်နဲ့ထမင်းကျန်းငယ်လာပြီးထမင်းကျန်းငယ်လာပြီးအဲ့ချိန်မှာတော့ထမင်းတော်တော်မာတောက်နေရပြီ အာဦးလေးအကျွန်တော်ထမင်းစားမယ်ဆိုတော့ကျွန်တော်ထမင်းမကန်ကွက်ဆိုပြီးလာပြစ်ချပြီးပြစ်ချပြီးတော့ကျွန်တော်ထမင်းမကန်လေးကန်ထမင်းစားမယ်ဦးလေးတို့ဟင်းရောရှိလားဆိုဆိုပြီးတော့ထောင်ကိုယ်ရင်မှတ်ပြီးတော့ဟင်းနေပါကျွန်တော်သွားတောင်းကြည့်တယ်တောင်းနေချိန်မှာဟင်းမရှိဘူးဒါထောင်ကြနေရတဲ့အဲ့လိုမျိုးပြောထောင်ကြနေတော့အဲကျွန်တော်အဲ့ထမင်းကိုနေကြည့်လို့ထမင်းကမာတောက်နေရပဲမာတောက်နေတော့အရင်တစ်လုံးနှစ်လုံးစားကြည့်လိုက်တော့စားရအဆင်ပြေလက်ဘင်းမှာတင်နေဆန်အရန်ကျန်တော့အဲ့ဒါသူတို့ရှိမှရှိရရေရေလေးနဲ့ထမင်းလေးနဲ့နေစားတယ် အဲ့အချိန်မှာဗျာဟိုဖာဟိုတတိယလဲဆိုရင်ကို့အိမ်မှာဆိုရင်ဗျာကိုမိဘကကို့ဗျာလူလူသိမရှိဗျာဟိုအမေဒါစားခြင်းလဲဆိုဒါဒီဟင်းလေးနဲ့ဟိုကြီးများခဲ့လို့ရတယ်ဗျာဒီလဲရောက်ကြီးများလို့မရဘူးအမေကိုတတိယပြီးတော့ဗျာအဲ့လိုမျက်ရည်မျက်ရည်နဲ့ဗျာအဲ့လိုမျိုးထမင်းနဲ့ထမင်းနဲ့ဗျာအာရင်းနဲ့ထမင်းကိုဗျာမျက်ရည်နဲ့ကြောစားခဲ့ရတယ်အဲ့လိုမျိုးနောက်နေ့ကြတော့လဲဒီအချင်းဦးစီးရရင်ဟိုသူတို့ဝင်လာတဲ့အချုပ်သားတွေကိုအဲ့လိုမျိုး အလုတ်ကျန်းတွေပါလေလောက်ခိုင်းနေအလုတ်ကျန်းတွေမလုတ်ချင်သူတို့ရှိမှရှိရဲ့ဘောင်းချဆိုရရရှိရဲ့ဘောင်းချဟိုပဆန်တောင်းအိမ်ကမိသားစုရှိရပဆန်တောင်းပြီးတော့သူတို့အလုတ်မလုတ်ချင်ပဆန်ဖြတ်ခါရယ်ကျွန်တော်ကတော့မိသားစုကအဆင်မပြေတော့တနေ့လုံးမှတနေ့စားဆိုတော့ကျွန်တော်ဘာအလုတ်ဘောင်းချမှမဖြတ်ဘူးဟာအဲ့အချင်းဦးစီးရခိုင်းနေမိန်လာခတ်တို့ဒီအမိုက်ကောက်တို့ဟိုမိန်လာရလက်ခတ်ခဲ့ရရယ်ဗျအဲ့အချင်းမှတော့ဟို အဲဟိုပတ်စံပေးထားနိုင်တဲ့လူဆိုရင်ထောင်မှာဆိုရင်ရပတ်စံရှိတဲ့လူကမင်းသားပဲပတ်စံရှိတဲ့လူကမင်းသားလို့နေရတယ်ကျွန်တော်တို့လိုပတ်စံမရှိတဲ့လူတွေကျွန်တော်တို့ ਨੇ ဘဝအတူနိုင်ငံရေးကျင်းသားတွေတချို့နိုင်ငံရေးကျင်းသားတွေဆိုရင်တို့အိမ်မိသားစုကအဆက်အသွယ်မရဘဲနဲ့ဖမ်းခံထားရတာရှိအဲအကြောင်းတို့ဒီမှာအချင်းဦးစီးကိုဘောင်းချမှာဖက်နိုင်ပတ်စံမှာပြီးနိုင်တာတွေနောက်ပြီးစာဝင်းတွေဟိုဟာထောင်မှာဆိုရင်14ရက်တခါထောင်မှာဆို14ရက်တခါဟိုဟာစားစရာပို့ကြတယ်ပါစယ်ပို့ကြတယ်မိသားစုကအဲ့လိုအချိန်မှာမိသားစုနဲ့အဆက်အသွယ်မရတဲ့အကူတွေအများကြီးရှိတယ် ိုထောင်ထဲရောက်လို့ရောက်မယ်နိုင်ငံရေးမှုနဲ့ထောင်ထဲရောက်လို့ရောက်မယ်မသိမိသားစုကတေလို့တေမယ်မသိရှင်လို့ရှင်မယ်မသိရောက်နေတဲ့အခွေရှိအဲ့ဒီအချိန်ကျသူတို့တွေကြတော့လေပတ်စံဟိုမိသားစုကလည်းအကူအညီမရဘူးသူစီရမှာအကူအညီမရအလုပ်ကျန်းတွေကိုကျွန်တော်ဟိုဟာလုပ်ခဲ့ရတယ်လုပ်ခဲ့ရတော့အဲ့မှာကျွန်တော်တို့ထောင်မှာရောက်တော့ကျွန်တော်တို့မိန်လာမိန်လာခက်ခမယ်ဆိုပြီးတော့လူထုတ်ကြတယ်လူထုတ်ကြတဲ့အချိန်မှာအဲ့လိုမျိုးပတ်စံဘောင်းချပြတ်ထားတဲ့လူတွေကအဲ့လိုမျိုးခေါ်ပြီးတော့ခေါ်ထားပြီးတော့ဘောင်းချမှာဖြတ်ထားတဲ့လူကျွန်တော်တို့မိန်လာကြီးခက်ခဲရတယ် ။နောက်ပြီးတော့အိတ်တဲ့နေရာလည်းကျွန်တော်တို့အဲ့ချိန်မှာသူကအရန်များတော့ကျွန်တော်အိတ်တဲ့နေရာကြောတက်ခင်းတာပဲရှိရဲ။ဒီဘေးတန်းနှစ်တန်းရယ်အလယ်တန်းတစ်တန်းရယ်ဘေးတန်းအလယ်တန်းနှစ်တန်းကိုကြာဒီလိုဆုံအိတ်ကြရယ်ဘေးတန်းနှစ်တန်းကြာတော့ဒီလိုတောင်းတောင်းတစ်ခုစီအိတ်ကြရယ်။အဲ့ဘေးတန်းတစ်ခုဘေးတန်းမှာအိတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ပတ်ဆံပေးရတယ်။ဟိုပါသူတို့ရဲ့ဟိုအဲ့ရအဲ့ရဘုတ်ဖြတ်တယ်လို့ပေါ့အဲ့ရဘုတ်ဖြတ်တယ်လို့ခေါ်တယ်အဲ့အဲ့ရဘုတ်ဖြတ်ကြတယ်မဖြတ်နိုင်ရင်အလယ်မှာအဲ့အလယ်မှာအဲ့တဲ့အချိန်ကျကျွန်တော်ညာဘက်ဆိုရင်စောင့်နေကောင်းနေပုံထားတယ်ပုံထားရတဲ့အချိန်မှာကျွန်တော်တို့ ဟိုဘေးတန်းရှိတဲ့လူကြဗျာကိုပစ္စည်းကိုယူပြီးတော့ AC8 ရတယ်ကျွန်တော်အလဲတန်းမှာကျွန်တော်ပေါင်ချာမဖြတ်ထားတဲ့လူကြတော့အဲ့ရဘုံညပကြရင်6နိုင်9နိုင်ဆိုရင်ကျွန်တော်အဲ့ရဘုံဖြီးပြီးဆိုရင်ကျွန်တော်အဲ့ရဘုံနေကျွန်တော်သွားပြေးယူရယူရပြီးတော့ကျွန်တော်တို့အဲ့အလဲမှာကျွန်တော်အဲ့ရလေးပြောချောတခင်ရဖို့လူအိတ်ကကိုကြက်ကြက်ညံ့ညံ့နဲ့အိတ်ခဲရတယ်อืมအဲ့လိုမျိုးကြီးဖြတ်တန်းခဲ့ရတယ်နောက်ပြီးတော့ဟိုဟာကျွန်တော်တို့အဲ့မှာဟိုကိုဗစ်ကိုဗစ်ဒုတိယအကြိမ်လားမသိဘူးကျွန်တော်ဖြစ်သွားသေးတယ်ထောင်မှာကိုဗစ်ဖြစ်သွားတော့ အဲအဲ့မှာအပြင်ရရင်ရုံထွက်တည်းကကူလာရရှိရယ်ကိုဗစ်ကူလာရရှိရယ်အဲ့ကူလာရအစင်ထောက်မှာကျွန်တော်တို့အကုန်ကျွန်တော်အချင်းသားတွေအချုပ်သားတွေအကုန်ပတ်ကူလာရရှိရယ်ပတ်ကူလာရဖြစ်အဲ့မှာကျွန်တော်တို့တရားစခန်းမှာကြတော့ဗျာနိုင်ငံရေးအချင်းသားတွေပဲကြီးတန်းနေရအခြားဆောင်တွေမှာလည်းနိုင်ငံရေးအချင်းသားတွေရှိရယ်ဟိုနိုင်ငံရေးအချင်းသားတွေအကုန်လုံးမှာဒီအထဲမှာဆိုတက်ကြီးရွယ်ဦးတက်ကြီးရွယ်ဦးတွေပါတယ်နောက်ပြီးတော့အုပ်ချုပ်ရေးမှူးစီဒီအန်တွေအခြားဒီ ုပ်ချုပ်ရေးရန်နေရာပိုင်းကစီရီယံတွေအများစုပါတယ်တကြီးရွယ်တွေအများစုပါတယ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့ကိုဗစ်တွေဖြစ်ကြတယ်ကိုဗစ်တွေဖြစ်ကြတော့အဲ့မှာကျွန်တော်တို့အချင်းဦးစီးရဲ့အချင်းဦးစီးရဲ့ဗျာကျန်းမာရေးစောင့်ရှောက်မှုကတော်တော်ညံ့ဖြစ်နေဗျာအဲ့ချိန်မှာကိုဗစ်ဖြစ်တဲ့လူနာတွေကိုဗျာတကယ်လို့ထောက်မမနိုင်ခဲ့ရင်တော့ဗျာထောက်မကုသလို့မနိုင်တော့အပြင်စရုပ်မေးမှာကုသခွင့်ပေးတင်တယ်ဗျာအဲ့ချိန်မှာတော့အပြင်စရုပ်မှာကုသခွင့်မပေးဘူးထောင်စရုပ်ထောင်စရုပ်မှာလည်းထောင်စရုပ်မှာတော့ကုသခွင့်ပေးရတယ်ဒါပေမဲ့ အဲ့လောက်တိမပူဝင်နဲ့ကျွန်တော်ဒီအဆောင်ထဲမှာပဲကော်ရတင်းဆောင်ပုံစံမျိုးနဲ့ကျွန်တော်တို့ထားတယ်ထားတဲ့အချိန်မှာဒီလှုပ်တော့အမတ်ဟိုဟာတက်ကြီးပဲတက်ကြီးပိုင်းဥလေးတွေရောနောက်ပြီးတော့ဒီကျွန်တော်တို့ပြည်သူတွေရရင်ပါလာတော်လန်ရေးဂျဲဘော်ဟိုဟာဥလေးတွေရောဟိုဟာကျွန်တော်တို့အဖိုးရွယ်တွေရောဒီကိုဗစ်ကြောင့်ကိုဗစ်ကြောင့်အသက်ပေးလိုက်ရတယ်အများကြီးရှိရဲအထဲမှာဟိုဟာ main ဟိုဟာ main ဟိုဟာအဖိုးတွေရောအဖွားတွေရောကျွန်တော်တို့လူငယ်ပိုင်းတွေရောအသက်ဆုံးရှုံးခဲ့ရရှိတယ်ဘာလို့အသက်ဆုံးရှုံးခဲ့ရလဲဆိုရင် ကျွန်တော်တို့အချင်းဦးစီးရရင်ကျွန်တော်တို့ကျမ်းမာရေးကုသမှုဗျာတော်တော်ညံ့ပြင်းနေဟိုကျွေးတာအဆစားတော့နေထိုင်ရအဆကျွန်တော်တန်တမန်တင်းပေါ်မှာအိတ်ကတာဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ဆိုရင်ကျွန်တော်လူငယ်ရောင်ဗျာအဆုပ်အေးဘက်တာဘာလို့ရှိရလူကြီးရေဆိုရင်ပိုဆိုးတာပေါ့အဲ့ချိန်ဦးမှာဆိုရင်သူကတော်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 ကျမ်းမာရေးစောင့်ရှောက်မှုတော်တော်ညံ့ပြင်းခဲ့အဲ့လိုမျိုးကြီးကြုံခဲ့ရတယ် ောင်မာကဘယ်လိုလဲဆိုရင်အချင်းဦးစီးမှာဆိုရင်ကျွန်တော်တို့ဒီ၁၄ရက်တခါပါဆယ်ပို့ရင်ဟိုမိသားစုရှိရာစာတစောင်ပို့ခွင့်ရှိတယ်။ပို့ခွင့်ရှိတဲ့အချိန်ကျရင်ကျွန်တော်တို့ဆိုရင်ဘာလို့မျှော်လဲဆိုရင်အဆင်ဟိုကျွန်တော်တို့ကျွန်တော်တို့ဆိုရင်ဟိုအပြင်မိသားစုရဲ့စာလေးကိုအများနဲ့မျှော်ရဲဟို၁၄ဟိုတနင်္လာနေ့တိုင်းအပြင်မိသားစုစာလေးတွေကိုဒီမှာထောင်ရရင်ကျွန်တော်တို့ထုတ်ထုတ်ပြီးအဲ့အချိန်ကျရင်ကျွန်တော်တို့ကျွန်တော်ဘာကြီးလောက်ကလဲဆိုအဲ့စာလေးတော်တော်ထုတ်ရတယ်။ထုတ်ထုတ်ရတဲ့အချိန်မှာကျွန်တော်တို့စာလေးများပါမလားဆိုပြီးတော့ကျွန်တော်မျှော်ရတယ်ကျွန်တော်တို့စာလေးမပိုင်ကျွန်တော်တို့မှာ အိမ်အိမ်မိသားစုအဆင်ပြေလားမသိဘူးအဆင်မပြေရဲ့လားညီမကောင်းရဲ့လားငါတို့စာလေးလည်းမထည့်ပေးလိုက်ဘူးဆိုပြီးတော့တခါကျရင်ဝမ်းနေခဲ့ရတယ်အဲ့လိုမိသားစုရှေ့ကစာရခဲ့ရင်လေစာလေးကိုတယူတရာလေးနဲ့ထွက်ပေါ်ဖောက်ဖောက်ဖောက်ဖက်ပြစ်တယ်ဖောက်ပြစ်တော့ဟိုဟာစာလေးဖတ်ရင်တခါကျရင်စာဖတ်ရင်လည်းမျက်ရည်ပိုင်းကျမျက်ရည်ပိုင်းကျခဲ့ရတယ်အဲ့လိုပဲအဲ့မိသားစုစာလေးကိုတယူပါတခါတပတ်တခါနှစ်ပတ်တခါအိုးရစစာလေးစာလေးတွေကိုတိမ့်တိမ့်ထားတယ်တိမ့်တိမ့်ထားပြီးတော့ကျွန်တော်တို့ညဘက်8ချိန်ဆိုရင်ဟာ8နာရီဆိုရင 9နိုင်ဆိုခေါင်းပေါက်ကခေါင်းပေါက်ကအချိန်မှာကျွန်တော်တို့သူများရဲ့အချိန်မှာကုမိသားစုလမ်းဆွတ်ကားရဲ့အချိန်တွေအများကြီးဖြတ်တန်းခဲ့ရတယ်။အဲ့လိုရက်ဒီမှာညဘက်ကျရင်မိသားစုပို့ရတဲ့စာလေးတွေကိုကျွန်တော်ဖတ်ပြီးတော့ဟာလမ်းမီရဲ့တခါကျရင်မျက်ရည်ရတော့ခဏခဏကြာရင်ဒါအဲ့လိုမျိုးကျွန်တော်တို့တွေမဟုတ်ဘူးအခြားထောင်ထဲမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားအကိုအမတွေအကုန်လုံးကအဲ့လိုမျိုးမိသားစုစာလေးကိုညှော်ကြတယ်။ဟိုညဘက်ကျရင်ကျွန်တော်တို့စီးသွားပေါ်သွားကြရင်လည်းကျွန်တော်တို့သူတို့တွေမှာအိတ်မပြေဘူး။ ိတ်ဒါအိတ်ကိုင်းအိတ်မပြောဘူးသူတို့မိသားစုစာလေးကိုစီဖက်ပြီးတော့မျက်ရည်ကိုစီနဲ့အဲ့လိုလွမ်းနေရရှိတယ်။တချို့ဆိုရင်သူတို့ဖန်းခံလို့ဖန်းခံမှန်းဒီအချင်းထောင်ထဲရောက်နေမှန်းမိသားစုတွေဟိုမတိရရှိရဲဆက်သွယ်မရတာရရှိရဲအဲသူတို့မှအခက်ခဲကိုစီနေပေါ့ဗျာမှတ်မှတ်ရရဆိုရင်ဗျာအဲဦးလေးတယောက်ဦးလေးတယောက်ကသူ့ရှီရမိသားစုရှီရစာလေးရောက်လာတော့သူကစာမဖတ်တော့ဘူးစာမဖတ်တော့ကျွန်တော်ဖတ်ခိုင်းတယ်ကျွန်တော်ဖတ်ခိုင်းတော့ကျွန်တော်ဖတ်ပြရပေါ့ဗျာဖတ်ပြရတဲ့အချိန်မှာဟိုသူ့မိသားစုဗျာ အဆင်မပြေတဲ့အကြောင်းလေးတွေရောအဆင်ပြေတဲ့အကြောင်းလေးတွေရောသူ့ကိုပဲသားသမီးကအော်သမီးငယ်လေးကလွမ်းတာသားငယ်လေးကအဆလွမ်းတာအဆသမီးလေးသားလေးကဖေးကြီးကိုဘယ်လိုမေးနေကြောင်းဘယ်ဟူသွားတာလဲမေးနေတဲ့အကြောင်းလေးမေးရမေးရချင်ကြကျွန်တော်ပြန်ဖက်ပြတော့ဖက်ပြနေနဲ့အဲ့ဦးလေးကငိုနေငိုနေရလေးမြင်တော့ကျွန်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။အဲသူတို့အဲ့လိုသူတို့စာလေးဖက်ပြပြီးတော့လေသူကသူတို့မိသားစုလမ်းကြောင်းလေးသူရင်ပြန်ရှာရင်ပြန်ဖွင့်တယ်။ရင်ပြန်ဖွင့်တဲ့အချိန်မှာသူတို့မိသားစုတွေကဘလို့ ဘလို့သူတို့ဘလို့လောက်ကင်ပြီးစားတော့ကြတယ်ဘလို့နေထိုင်ရလဲဘလို့ဘဝနဲ့ဖြတ်တန်းခဲ့ရလဲဆိုတာပြောပြရတယ်သူတားသမီးတွေမှာဘယ်သားလေးကဘလို့ဆိုးတာဘယ်သားလေးကဘလို့လိမ်မာတာဟိုဘလောက်ချစ်ဖို့ကောင်းတာအစားပြအဲ့လိုမျိုးလမ်းဆိုပြီးပြောပြရတာကြီးကြားခဲ့ရတယ်ထောင်ထဲမှာဆိုရင်ကြီးနိုင်ငယ်ချင်းဖိနှိပ်မှုတွေရှိရယ်ဟိုနိုင်ငံရေးအဓိကတော့ဗျအဲ့မှာအခြားမှုတွေရှိရယ်အခြားမှုတွေကို ိုဆိုလူနိုင်တွေကိုအချင်းဦးစီးရရင်လုတ်ပိုင်ခွင့်တွေပေးထားတယ်။ထောင်မှာအချင်းသားအချင်းသားချင်းကိုအုပ်ချုပ်ခွင့်ပေးထားတယ်။နိုင်ငံရေးအချင်းသားတွေကိုအဲခိုဆိုလူနိုင်အဲလူသက်သမားတွေကိုချွာအမတန်းစီတို့အဲ့လိုမျိုးပေးထားပြီးတော့ဖိနှိပ်ဖိနှိပ်မှုတွေအများကြီးရှိရဗျာ။နိုင်ငံရေးအချင်းသားဆိုရင်ဗျာစောင့်ကြည့်ခံထားရတဲ့လူစောင့်ကြည့်ရယ်။နောက်တစ်ခုဆိုရင်ဘာမှတောင်းဆိုလို့မရဘူး။နိုင်ငံရေးအချင်းသားတွေဆိုရင်ဖိနှိပ်နေဗျာ။ဟိုအဲ့လိုအဲ့လိုအများအများကြီးပဲနိုင်ငံရေးအချင်းသားရဲ့အခွင့်အခွင့်အရေးဆုံးရှုံးမှုတွေအများကြီးရှိရထောင်ထဲမှာဆိုရင် ဘယ်လိုလဲဆိုတခါကြီးကြရင်တော့ဗျာညနေပတ်ကြရင်ဒီလိုလာခေါ်သွားတာရှိတယ်လာခေါ်သွားဆိုသူနာမည်နဲ့လာခေါ်တယ်နာမည်နဲ့ဘယ်သူဘယ်သူပေါ့အဖနာမည်ဘယ်သူလာခေါ်သွားတယ်လာခေါ်သွားပြီးတော့ကျွန်တော်တို့ကလွတ်သွားပြီးချင်းပြီးတော့ဝမ်းအောင်ဝမ်းသာနှုတ်ဆက်ပြီးတော့ခေါ်သွားတယ်နောက်နေ့ကျရင်အသက်ဆုံးရှုံးသွားသွားအသက်ဆုံးရှုံးသွားရပြီးတော့ကြားခဲ့ရတဲ့နေ့ရက်တွေလည်းရှိတယ်ဒါတော့သူတို့ဘယ်လိုလုပ်လိုက်လဲကျွန်တော်တို့မသိဘူးနောက်ပြီးတော့ အဲ့လိုမျိုးပေါ့ဗျာကျွန်တော်တို့နိုင်ငံရေးကျင်းသားတွေကိုအပြစ်မရှိအပြစ်ရှာရဗျာစောင့်ကြည့်ရည်လည်းရှိရဒီအချင်းချင်းနဲ့မှရင်ဒီလိုသူတို့ဘက်ကလူရှူဟာတရှူတွေထည့်ထားရထည့်ထားပြီးကျွန်တော်စောင့်ကြည့်ခိုင်းတယ်စောင့်ရတကယ်လို့နိုင်ငံရေးကျင်းသားတွေအများစုတော့ဗျာဒီဒီရိုင်းနှက်ရိုင်းနှက်တာအများစုကတော့မင်းကြီးမင်းကြီးဦးစီးမင်းကြီးဦးစီးတော့ကျွန်တော်ထောင်ရဲ့ဘကူမှာရှိရဒီအဝင်းအဲ့မှာမင်းကြီးဦးစီးတော့ရှိရမင်းကြီးဦးစိုးရရင်ဒီကျွန်တော်နိုင်ငံရေးကျင်းသားတွေကိုခေါ်ပြီးတော့ဒီလိုပြောသူတို့သူတို့မြန်တော့ပြစ်ဒဏ်ပေါ့ဗျာသူတို့ပြစ်ဒဏ်ပေးရဆိုပြီးတော့ င်အကျဉ်းသားတွေကိုကျွန်တော်သူမြင်ခဲ့ရအောင်မှာဆိုကျွန်တော်ကအကျဉ်းသားဈေးဝယ်မှာကျွန်တော်ဆေးထောင်မအောင်မှာဆိုကျွန်တော်ကအကျဉ်းသားဈေးဝယ်မှာဆေးကျွန်တော်နိုင်ငံရေးအကျဉ်းသားတွေအကူတွေမုတ်မာတာတွေဘာတွေကိုကျွန်တော်ကဆေးဟာဆေးပြုစုရတယ်တနင်္ဂနွေနေ့မှာတနင်္ဂနွေနေ့အထိကိုတနင်္ဂနွေနေ့မှာဈေးပါရတယ်ဈေးပါအကျဉ်းကြီးကဈေးပါဆိုတာရှိအဲဈေးပါမှာကျွန်တော်ဆေးရင်တင်ပြီးတော့ကျွန်တော်ကျွန်တော်မွေးစားအဖေနဲ့ကျွန်တော်ထောင်ထဲမှာကျွန်တော်သွားထုတ်ကြတယ်။သွားထုတ်ပြီးအဲဒီလာရဲ့စီရင်တွေကိုကျွန်တော်နိုင်ငံရေးကျင်းသားတွေကသူတို့မှားထားတာလေးတွေညနေပတ်ကြရင် ူနာမည်လေးတွေကျွန်တော်ခေါ်ပေးရခေါ်ပေးတဲ့အချိန်မှာသူတို့တွေကမုတ်လာထုတ်တယ်မုတ်လာထုတ်တဲ့အချိန်မှာလည်းဟာသူတို့ဘက်ကဗျာဟိုသူတို့မုတ်လေးထုတ်ပြီးသွားပြီဆိုတော့ ਨੇ ကိုယ်ပြန်ပြီးတော့ဟာကိုယ်ကလူငယ်ကလေးဆိုတော့ဟာတားအတွက်ညီလေးအတွက်ဆိုပြီးတော့မုတ်ဒီပါပြန်ဝေကြည့်ရတယ်လည်းရှိတယ်အဲ့လိုအချိန်မှာကျွန်တော်မုတ်သွားရင်းနဲ့ကျွန်တော်ဗာတွေးခဲ့ရလဲဆိုတော့တီးတန်းတီးတန်းထောင်မှာနိုင်ငံရေးကျင်းသားအကိုလေးစုဘူးလို့ဆိုပြီးတော့သူတို့ကိုအဲ့အချင်းဘူဝကရင်ဟိုနိုင်ငံရေးကျင်းသားကိုရုတ်တိုက်ဆွဲလာ ရွတ်တိုက်ဆွဲလာတမန်တင်းမောင်မှာ6လောက်တည်းဒူးနေတယ်ပြေခေါင်းမှာလည်းတွေးနေတယ်အဲ့ဒါကိုသူတို့သူတို့တရွတ်တိုက်ဆွဲသွားတရွတ်တိုက်ဆွဲသွား main ချင်းမှာသူတို့အဲ့ကူ၄၅ရက်ကိုသူတို့ထက်ရိုက်တယ်ထက်ရိုက်တဲ့အချိန်မှာအချင်းဦးစီးအချင်းဦးစီးကတေးအောင်ရိုက်တယ်နိုင်ငံရေးကျင်းသားတွေကိုဆဲဆဲပြီးရိုက်တယ်ကျွန်တော်တို့ဒီနိုင်ငံရေးကိစ္စတွေကိုအရင်ပြောရင်မင်းတို့လားနိုင်ငံရေးကျင်းသားနိုင်ငံရေးမှုနဲ့ရောက်တာလားအဲ့လိုမျိုးမင်းဘာကောင်လဲငါဘာကောင်လဲအဲ့လိုရုပ်ကြမ်းတမ်းတဲ့စကားတွေပြောရပြောပြီးတော့ရိုက်နှက်တယ်ရိုက်နှက်ပြီးတော့ဘာလုပ်တယ်လဲဆိုတော့သူတို့ အဲ့မှာထောင်မားကြတော့ဗျာအကျဉ်းသားအကျဉ်းသားအုပ်ချုပ်လို့ကိုကအကျဉ်းသားကိုအကျဉ်းသားအုပ်ချုပ်တယ်အဲ့လိုစကားအဲ့လိုပုံစံမျိုးအဲ့မှာလူမိုက်နာမည်ကြီးတဲ့ကောင်တွေရှိမယ်အဲ့လိုမျိုးသူတို့ယာလူပေးထားတဲ့ကောင်တွေရှိရဲအဲ့ယာလူပေးထားတဲ့ကောင်တွေကိုဒီကောင်တွေလက်တက်မွေးပြီးတော့ဒီနိုင်ငံရေးကျင်းသားကိုထိုးကျိတ်ခိုင်းတယ်ရိုက်နှက်ခိုင်းတယ်အဲကျွန်တော်တွေ့ဦးမှဆိုကျွန်တော်တော်တော်သွေးပြက်သွားတယ်ဘာလို့ကျွန်တော်နိုင်ငံကျင်းသားတွေကြိုက်တာခေါင်းတွေလည်းကွဲနေတယ်ဒူးတွေလည်းပြဲလူတွေလည်းရရရမရှိဘူးအဲ့ဒါကိုတရစ်တိုက်ဆွဲပြီးတော့ပဲခြေချင်းခက်တယ်ထောင်မှာဆိုပြစ်ဒဏ်ဆိုခေရှင်ခြေချင်းထက်ခက်တယ်ခြေချင်းထက်ခက်ပြီးတော့တိုက်ထဲပို့လာရရှိတယ် အဲ့လိုဗျာအဲမှာအဲ့တိုက်တဲ့ရောက်သွားရင်အစာရင်ဒါမကြွေးတာတို့အဲ့လိုရေမတိုက်တာတို့အဲ့လိုမျိုးပေါ့ဗျာအာနှင်းပန်းနှိမ့်ချက်နေမျိုးမျိုးနဲ့တော့ဒီအချင်းဦးစီးမှာနှိမ့်ချက်တယ်ဗျာစတဲ့ရောက်မှာတော့ကြောက်တာပြောနောက်ပိုင်းကျတော့ကိုယ်နိုင်ငံကြီးရဲဘော်အချင်းချင်းအတူတူနေရတော့သူတို့တွေရရင်ဒီကျွန်တော်တို့ဒီ MRTV ညဆိုရင်ညဘက်ဆိုရင် ကျွန်တော်၈နာရီဆိုရင် MRTV ရလာတဲ့တင်ရှိရယ်ကျွန်တော်တို့မှာအပြင်တင်ကိုကျွန်တော်လုံးဝမကြောက်ဘူးတရားရုံးတွေထွက်တာလည်းပိတ်ထားခဲ့တယ်အဲ့ချိန်မှာပြီးရုံးထွက်တော့လေရုံးထွက်တဲ့တင်လေးကြားပြီးတော့ကျွန်တော်တို့အာတင်ကောင်းလေးကြားရင်ဗျာအချင်းချင်းပြန်လေတယောက်တူ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 နဲ့ဟာပြောပြီးတော့ကြိတ်ပြောတဲ့ရာကြီးရှိရယ်ငါတို့ဘယ်တော့ဟိုပါဖြစ်မှာအဲ့လိုမျိုးတင်ကောင်းလေးရှိရယ်အဲ့လိုမျိုးတင်းချင်းမျှဝေတယ်အဲ့လိုပြောပြီးညဘက်ဆိုရင်ကျွန်တော်ကျွန်တော်တို့ထောင်မှာဆိုရင် TV TV အဲ့မှာဝင်နိုင်တဲ့လူရောဝယ်ထားတယ်သူတို့နဲ့ TV လေးကိုကျွန်တော်တို့တောင်းပြီးတော့ကျွန်တော်နိုင်ငံချင်းနိုင်ငံရဲ့ ဟာဦးလေးပေါ့ကျွန်တော်တို့ရှင်းနိုင်ကြရင်ဟာမြမတန်ရရင်တည်င်းလေးကြည့်ချင်လို့ပါကျွန်တော်တို့တည်င်းလေးပြပါဆိုရင်သူကကျွန်တော်တို့ပြန်ပြီးကူညီရယ်ကူညီတဲ့ချိန်မှာကျွန်တော်နိုင်ငံချင်းနိုင်ကုန်စုပြီးတော့ရှင်းနိုင်တည်င်းကို MRTV မှာကြည့်ရယ်ကြည့်ပြီးတော့ကြည့်ရယ်ဆိုတာလည်းကျွန်တော်တို့သူတို့လိန်နေနေတာကိုကျွန်တော်တို့ဘာလိန်နေနေလဲသူတို့လိန်နေနေတဲ့ဟာကိုကျွန်တော်တို့ကရောင်းမြန်ပြန်ကောက်မှကျွန်တော်တို့ကတည်င်းအနေနဲ့သိရမှာဒီတိုင်းဆိုရင်ကျွန်တော်တို့ကထောင်ထဲမှာမျက်စိတငယ်နာတငယ်နေဗျာဟိုတည်င်းပိတ်ခံတာတည်င်းမှောင်ချခံတာပဲဘာဆိုဘာမှမသိခဲ့ရတဲ့အချိန်အဲ့လိုမျိုးကြောင့် တော့ညဘက်ဆိုရင်၈နိုင်ဆိုရင်ဟိုစကားစပကရင်ညနေမြမတန်ကိုကြည့်တယ်အဲ့တန်တင်းကိုကြောင်းမြန်ယူပြီးတယ်ကြောင်းမြန်ယူပြီးတော့ကျွန်တော်တို့ဟာကျွန်တော်တို့ရေအဲ့လိုပဲအဲ့လိုပဲဗျာညဘက်ဆိုရင်၈နိုင်ဆိုရင်တင်းကြပြီးတော့တင်းသူတို့စကားစရဲ့တင်းတွေတင်းတွေကိုကြောင်းမြန်ယူပြောက်ပြီးတော့ကျွန်တော်တို့ကြည့်ရတယ်အဲ့ဒီ၉နိုင်ဆိုကျွန်တော်ခေါင်းချတယ်ကျွန်တော်တို့ခေါင်းချချင်းကျွန်တော်ဖတ်မရရဆိုရင်ကျွန်တော်တို့ကဟာထောင်းပါဆိုညဘက်ဆို၉နိုင်ဆိုကိုခေါင်းချတယ်ခေါင်းမထောင်းအောင်ညဘက်စီးသွားခြင်းစီးသွားခြင်းအလေးသွားခြင်းမှသာအဲ့လိုမျိုး ဘာယာတေးပေါက်တို့အဲ့လိုမျိုးအဲ့လိုမျိုးထအော်ပါအဲ့ဒီအချိန်မှာကျွန်တော်ခေါင်းမှောက်သွားပြီးဆိုတာနဲ့ကျွန်တော်ထောင်ရဲ့အပြင်အုတ်ရိုးဘက်တွေကရင်ကျွန်တော်တို့အဲ့လိုဖောက်ခွေးအတန်တွေကြားရဖောက်ခွေးအတန်တွေကြားရင်ဗျာကျွန်တော်တို့မှာအချင်းချင်းဒီမှာဘေးချင်းဘေးချင်းအိတ်နေကိုရဲပေါ်ချင်းလူငယ်တွေလည်းရှိရလူကြီးတွေလည်းရှိရလက်တို့ပြီးတော့အဲ့လိုမျိုးဗျာပြုံးတဲ့အချိန်တွေရှိဘာလို့ပြုံးလဲဆိုရင်ဟိုအပြင်ကရဲဘော်ကြီးကငါတို့စိတ်တက်ကြနေမှာဆိုလို့လာပြီးခွန်အားပေးတယ်ပေါ့တပြင်းမှာငါတို့ရှိရအာတင်းထားဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုမျို ဟာပြောဟာလာပြီးတတိပေးရဆိုပြီးတော့အဲ့လိုခွန်အားဖြစ်ပြန်ယူရတယ်ဗျာနောက်ပြီးတော့ကျွန်တော်စားရောက်တဲ့ကဟာဘယ်လိုပြောလဲဆိုတော့ဟာအာစိတ်တက်ကြနေပါသလိုငါတို့နေ့ရက်တိုင်းကငါတို့ရဲ့လူရက်တိုင်းပဲနေ့ရက်တိုင်းမှာငါတို့လွတ်မြောက်နိုင်တယ်ဟာနေ့ရက်တိုင်းကလည်းငါတို့အောင်ပွဲပဲတဲ့မှာငါတို့အနိုင်ရရင်လွတ်မှာပါအဲစိတ်တက်မကြနဲ့ဆိုအချင်းချင်းအားပေးကြတယ်အဲ့လိုမျိုးပဲအဲ့လိုမျိုးပဲဖြတ်တန်းရတယ် ွဲ့နေ့မှာကျွန်တော်ဘယ်လိုပြောလဲဆိုရင်ဘယ်လိုပြောလဲဆိုတော့ညီလေးပန်နာငါမင်းတို့ယုံတယ်ပေါ့အကူလို့တော့ပူကြိုးစားပြီးပါဆိုပြီးကျွန်တော်တေချာမှလိုက်တယ်ပူကြိုးစားပြီးပါဆိုတာသူတို့အစားပါကျွန်တော်ပူတော်လန်ပေးပါအာသူတို့သူတို့ကတော့ဒီရဲမှာအချုပ်ထောင်ထဲမှာရောက်နေပြီကျွန်တော်လည်းအဲဒီစကားကိုကျွန်တော်တေချာမှတ်သားခဲ့မှတ်သားပြီးတော့ကျွန်တော်ကျွန်တော်အားရင်ဖြစ်ပြန်ပြီပြကျွန်တော်လည်းမှန်တိုင်းပြောရင်ကျွန်တော်ထောင်အားလွင့်သူများကြီးလိုပဲပြမလုပဲနေမလုပဲနေကုမီတာသူလုပ်ကြည့်မယ်ပါညာတစ်ခါရရင်တော့တွေးမိရတိုင်းမဲ့ ငါတို့ဂျီယာကိုငါတို့ဆက်လုပ်မှဖြစ်မယ်ငါ့ကိုရီးယားငါ့ကိုယုံကြည်လို့ငါ့ကိုဒီလိုပြောခဲ့တာသူတို့ကငါတို့နိုင်မှလွတ်မှာငါတို့မနိုင်ရင်သူတို့ဘဝကဒီမှာပြီးဆုံးသွားလိမ့်မယ်အဲချက်ကလေးငက်ကလေးလို့ဒီမှာတတ်ခံရလိမ့်မယ်ဆိုရဲအတွေ့ကျွန်တော်မှရှိနေပြီကျွန်တော်ပြန်လုပ်ပြီးတော့အာကျွန်တော်ပြန်လုပ်လဲလို့ကောကျွန်တော်ပြန်လုပ်လဲလို့ကောကျွန်တော်အဲကျွန်တော်မိဘကြီးလာကြိုးကြရဲဟိုအမေတို့ဆိုရင်ဗျာငိုလာမှချုံမွဲချပြီးတော့ငိုလာတော့အရန်ပြုံသွားကျွန်တော်လည်းအဲ့လိုမျိုးအရန်ဝမ်းသာပြီးငိုခဲ့ရတယ်ငိုခဲ့ပြီးတော့ ထောင်ရှိမှတွေ့တော့ကျွန်တော်ဘယ်သူတွေတွေ့လဲဆိုရင်ဒီကျွန်တော်တို့ရေဘော့ရေဘက်ချင်းဒီအထက်ရညီကိုရဲ့မိဘသမီးသားစုတွေတွေ့တယ်သူသူတို့သားလေးပါလားမပါလားဆိုကျွန်တော်ဒီမျက်ဟာမျက်စိမျက်နှာငယ်လေးနဲ့ကျွန်တော်ဗျာကြည့်ရကြည့်ပြောအဲ့ဟာသားကြီးအနိတာဘယ်ဆောင်ဘယ်ခန်းနံပါတ်ကဟာနာမည်ဘယ်သူသူသူ့ကိုတွေ့မိလားတွေ့မိလားဆိုကျွန်တော်ဟိုအတီးရဲ့ဟာကြတီးရဲ့မတီးရဲ့မတီးဘူးမောင်လေးကညင်းတယ်ညင်းတဲ့အချိန်မှာဟိုဟာ သားရဲ့အနိတာလေးအဲ့မှာနေရောကောင်းရဲ့လားအရှင်ရောပြေလားအနိအနိတာလေးဒါတွေ့တယ်သူအထဲမှာနောက်မှုတစ်ခုနဲ့ကြံခဲ့ရတယ်ဆိုတော့သူတို့အမေအမေကစောင့်နေတယ်အဲ့လိုမျိုးငိုကြငိုရတဲ့အချိန်မှာကျွန်တော်လည်းဟာကုချင်းစာရယ်ဗျာကျွန်တော်မိဘလည်းငိုနေတာတွေ့တော့အဲ့ဟိုမိဘကိုကျွန်တော်ပွေဖက်ပြီးအနိဟိုအနိဘာမှစိတ်မကူနဲ့နော်အနိချမ်းမကြီးတာပြီးယူစားလိုက်ဟာအထဲကညီဟိုအကူတို့အနိဒီရရင်စေးဝါစားစရာလေးတွေကိုအားရှိအောင်ပို့ပေးနော်ဒါဒါတို့အနိုင်ရရင်အဲ့ကိုလည်းလွတ်မှာဘာမှမကူနဲ့နော်အနိနော် ဟိုအချိန်ရတိတ်မကြတော့ဘူးဟိုအာတင်ထားအဲ့လိုမျိုးအနီရဒီလိုစိတ်တက်ကြနေထရညီကိုတွေကလည်းဟိုစိတ်ပူနေမှာအဲကြောင့်အနီဟိုအာတင်ထားပါဒီတပတ်တပတ်တစ်ခါနှစ်ပတ်တစ်ခါကြရင် စာလေးတွေရေးလို့ရရင်မိသားစုကရေးလို့ရတဲ့စာလေးကြရင်တို့ကိုဂီးဆိုင်ဖို့ကျမ်းမာရေးဂီးဆိုင်ဖို့အစားအရာရာလေးမှာလေးပါနော်ဆိုပြီးကျွန်တော်အဲ့လိုမျိုးပွေးဖက်ပြီးအားပြီးဖြစ်တယ်